အလုံးမဲ့မင်္ဂလာပါဝီပူချောစပော့ချန်နယ်အနေနဲ့ကြိုဆိုပါတယ်။ကဘာဘောကလပ်အသင်း32တင်းပါဝင်တဲ့ပထမဆုံးသောကလပ်ဝကကိုစီစဉ်ခဲ့တဲ့ FIFA ဥက္ကဋ္ဌဂျန်နီအင်ဖာနိုအကြောင်းတင်ဆက်ပေးမှာဖြစ်ပါတယ်။ဒါကတော့ကလပ်ဝကတခုတည်းစီစဉ်ပြီးတော့လုဆောင်ခဲ့တာမဟုတ်ပါဘူး။ဒါမဲ့2000 26မှာကျင်းပမဲ့58တင်းပေါင်တဲ့ Rubber Flow လဲစိတ်ကူးရင်ဆန်းဆန်းပုံပုံခဲ့တာဖြစ်ပါတယ်စွန်းစွန်းလာတဲ့ထောက်ပြကတော့သူ့ဘလွန်နော့ကရဲ့ Suno Kune Sankin လို့လဲခေါ်ကြပါတယ်ဒါကြောင့်မလို့ Gianni Infantino ဆိုတာဘာတူလဲသူကတော့ Italy ကနေပြောင်းရွှေ့နေထိုင်လာတဲ့သူမိဘတွေကနေမွေးဖွားလာပြီးတော့စွန်းစွန်းလာမှာကျင်းပခဲ့ပါတယ် ဘလုံးကိုချစ်မြတ်လို့တဲ့အကျစ်ပြတ်ချဆမှုကိုတန်းစင်စေတဲ့အောက်ခြေကလူတယောက်ရဲ့အောင်မြင်မှုဇန်လန်လားဒါမှမဟုတ်အာနာကိုလိုချင်စိတ်နဲ့ပြုပြင်ပြောင်းလဲရေးဝါဒီဖြစ်မဆွဲပြီးတော့ဘလုံးကိုနိုင်ငံရေးအရကစားစရာဖြစ်ပြန်လည်အသုံးပြုမဲ့လက်ကီလီယာဖရီယန်ဇန်လန်တခုလားသူစတင်ခဲ့တဲ့အသိမောင်းပုံစံနဲ့တင်ပါဝင်တဲ့ကလကဘပလပ်ပြမွေးဟာဇွန်လ15ရက်နေ့မှာစတင်တော့မှာဖြစ်ပြီးတော့ လက်မှတ်ရောင်းအောင်နယ်ပမှုနဲ့ကစားသမားတွေရဲ့ပြပန်းနှံ့နေမှုစတဲ့ပြဿနာတွေနဲ့ရင်ဆိုင်ကြုံတွေ့နေရပါတယ်။ FIFA ရဲ့122နှစ်သမိုင်းတလျှောက်မှာဥက္ကဋ္ဌရလူကိုလူကိုဦးတာထမ်းဆောင်ပူပါတယ်။ FIFA နဲ့လက်ရှိမှာဝန်ငွေဒေါ်လာ10ဘီလီယံကျော်ထိရရှိမယ်လို့ခန့်မှန်းထားပြီးတော့ Infantino ရဲ့အောင်မြင်မှုတချို့ကလည်းချီးကျူးကြပါတယ်။ဒါပေမဲ့သူရဲ့အုတ်ချုပ်မှုအမှလူခွင့်ရင်ဆိုင်အောင်ဆိုးရိမ်မှုတွေ2034ကမ္ဘာဖလာကို sorry မှာချင်ပါဖို့ ဆုံးဖြတ်ခဲ့တဲ့ကိစ္စတွေကတော့ဝေဖန်မှုများစွာပေါ်ပေါက်နေပါတယ်။ The Athletic မှာဖော်ပြခဲ့တဲ့ Jenny Infantino အကြောင်းဆောင်းပါးကိုပြန်လည်ကောက်နှုတ်ပြီးတော့တင်ပြခြင်းဖြစ်ပါတယ်။အားလုံးကျေးဇူးတင်ပါတယ်။ကျွန်တော်ရဲ့တင်ပြမှုနဲ့ပတ်သက်ပြီးတော့ comment မှာရောက်ဆွေးနွေးသွားလို့ရပါတယ်။ Video Sport Channel ကို like and subscribe လုပ်ဖို့ပြောလိုပါတယ်။